မင်္ဂလာပါရှင်ကျမတော်ဝန်ဒီပါ DVV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါရခိုင်ပြည်နယ်တောင်ပိုင်းကို DIA ပိုင်းအတွင်းစစ်ကောင်စီကလေရင်စစ်သည်မော်တွေကနေဘုံကျဲပစ်ခတ်နေပြီးအော်တိုဘာလ10ရက်နေ့မနက်ပိုင်းကတန်တွဲမြို့ဝင်းကျင်ကိုဂျက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့အာရခတပ်တော် AA ကထုတ်ပြန်ထားပါတယ် စီရေးသတိရှိကြဖို့ထုတ်ပြန်ထားတာဖြစ်ပြီးတော့အော်တိုဘာလ9ရက်နေ့ကတန်တွဲငပလီကန်းချိန်မျက်နှာချင်းဆိုင်မှာအထိုင်ချထားတဲ့စစ်သင်းမောတွေကနေလက်နက်ကြီးတွေနဲ့တန်တွဲမြို့ပဝင်းချင်းကိုပစ်ခတ်ခဲ့တယ်လို့တန်တွဲမြို့နဲ့ဂွားမြို့ပေါ်မှာ Y8 Y12 လေယာဉ်တွေနဲ့၄နာရီလောက်ကြာအောင် ပြန်ဝဲနေခဲ့တယ်လို့သိရပါဗျ။အော်တိုဘားလ10ရက်နေ့မနက်7:00နာရီလောက်မှာတော့တန်တွဲမြို့အနီးပဝင်းချင်းကိုဂျက်လီရီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ဘေးနေရာကိုဘုံကျဲတယ်ဆိုတာနဲ့ထိခိုက်မှုအခြေအနေကိုတော့ဖော်ပြထားခြင်းမရှိပဲဒေသခံတချို့ကတော့တန်တွဲမျိုးရဲ့တောင်ဘက်2မိုင်အကွာလောက်ကဗဒဲကောရွာဝင်းကျင်ကိုဘုံကျဲလို့ပြောပါတယ်။အော်တိုဘာလ9ရက်နေ့ညနေပိုင်းကလည်းဂွားမျိုးနယ်ပုံညက်ရွာရဲ့အနောက်ဖက်ပင်လယ်ထဲမှာရှိတဲ့စစ်သင်းမောတွေကနေလက်နက်ကြီးနဲ့ဆက်တကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ AA ကဖော်ပြထားပါတယ်ရှင်။ ရခိုင်ပြည်မှာအလုတ်ကင်ရှားပါမှုနဲ့စာဝိနေရေးအကျက်တဲကြောင့်ပြည်မဘက်ကိုအလုတ်လုတ်ကင်ပေါ်တွားရောက်သူတွေကိုလမ်းမှာစစ်တပ်ကဖမ်းဆီးတာစစ်မှုထမ်းတွေကိုဖမ်းခေါ်ခံရသူတွေလည်းရှိလာပါတယ်။ကေခိုင်သတင်းပေးပို့ထားတာပါရှင်။လူကြမ်းမေလူကြမ်းမေလူကိုကိုကျွန်တော် ရခိုင်ပြည်တောင်ကုန်းမြို့ကနေပြည်မာဘက်ကိုအလုံးလုံးကင်ဖို့တော်ရောက်ကြတဲ့သူတွေအပေါင်းဝင်လမ်းပြအဖြစ်လိုက်ပါပို့ဆောင်ပေးတဲ့ရခိုင်နဲ့ချင်းဒေသခံအယောက်90ကျော်ဟာစစ်တပ်ရဲ့ဖမ်းဆီးတာကိုခံခဲ့ရတယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတွေကပြောပါရီးအောက်တိုဘာလပထမပတ်အတွင်းမှာတောင်ကုန်းမြို့ကနေတဆင့်ပြည်ဘက်ကိုထွက်ခေါ်ရမှာပဲခူးတိုင်းပဒေါင်းလဲပေါ်မှာတင်စစ်တပ်ရဲ့ဖမ်းဆီးတာကိုခံခဲ့ရတာပါလို့ဆိုပါရီး ရခိုင်ရိုးမပုံမှာရှိကြပေါ့ဒီွာတွေကဒီတောင်ဘုပတောင်လမ်းကြောင်းပုံမှာရှိတာဆိုတော့တချို့ကလမ်းပြအဖြစ်နဲ့အဲတူလိုင်းကဒီပြောခရီးတော်တွေသူတွေပုံပြီးတော့ရှိတယ်။အဲတချို့ကြတဲ့ကအဲခရီးတော်တွေမှာပါလာတဲ့ဟိုအထုပ်ပုံတွေအဲသူတို့ပစ္စည်းတွေပြီးပို့ဆောင်တာရှိတယ်။အဲဒီလိုလူတွေကိုဖန်ခါတာဖန်ခါတာဘကိုတိုင်းတွေမှာဖန်ခါတာလို့ကြားတယ်အဲဒီကလူငါစီအဲ့အထက်မှာရှိနေတယ်။ဟိုဒီတခြားဒီတောင်ကောကလူတွေမှာသူတို့ရဲ့မိသားစုတွေတော့ပြီးတော့ အဲဌာနဆိုင်ရာနဲ့ဆွေးနွေးတယ်ရှိတယ်မရပြင်းဘူးလို့ကြားတယ်မလွှတ်ပြီးဘူးနော်အဲဆွေးနွေးခါပြေရှာရခေါ်တယ်သူတို့အဓိကအဲစမူထားပို့ပို့တော့တိုင်းကြီးတုံ့ကြုံတော့ပဲသူတို့ဖမ်းတာပါပဲဖန်စီခရယာသူတွေထဲမှာတောင်ကုတ်မြို့ပေါ်ရက်ွက်တွေအပါအဝင် တောင်ကုတ်မြို့နဲ့ရက်တော်မုံကြီးရော့က6ရောင်ဆလူကြီးရော့က4ရောင်ဒိုးနွေစန်းကြီးရော့က7ရောင်ရေပေါ်ကြီးကြီးရော့က9ရောင် ပိန်နေဆန်ကြော့က၃ရောက်နဲ့ပဒေါင်းမျိုးနေထေကချင်းလူမျိုး၁၀ရောက်ကျော်ပါဝင်တယ်လို့သိရပါတယ်။လက်ရှိဖန်စီခံရသူတွေကိုညောင်ချစ်တော့ကြော့ကစစ်ကောင်စီတက်စကန်တွေနဲ့ဥရှိပင်မျိုးကတက်စကန်တွေမှာဖန်စီထိန်သိမ်းထားတယ်လို့သိရပါတယ်။ရခိုင်ပြည်ကနေပြည်မကိုထွက်ခေါ်ဖို့စူးစမ်းတဲ့သူတွေဟာစစ်တပ်ကဖန်စီခံရနိုင်တာတခုပဲရင်ဆိုင်ရမှာမဟုတ်ပါဘူး။ ရခိုင်နယ်၊ပဲခူးတိုင်း၊မကွေတိုင်း၊အေရာဝတီတိုင်းအဆက်တွေမှာအရခတ်တော်အေအေနဲ့အာနာသိန်းစစ်တပ်ကြားတိုက်ပွဲတွေဖြစ်ပေါ်နေတာပါ။ကဲဆိုလို့ရှိရင်တိုက်ပွဲမြေမြုံမိုင်းတွေနဲ့တူပြီးအသက်ဆုံးရှုံးနိုင်ပါ रे အဲ့ဒီလိုတိုက်ပွဲနဲ့မကြုံရင်တောင်မှလန်ခီးကကြံနေပါ रे အနည်းဆုံးတစ်ပတ်စီရဲလောက်တော်လန်ခီးကိုချင်းချင်းတော့ရတဲ့လမ်းကြောင်းကိုပဲအများစုရွေးချယ်ကြတာပါ တကယ်လို့ပြည်မဘက်ကိုရောက်တော့ရင်လည်းလုံလုံတော့ NDA မကင်သေးပါဘူး။ရခိုင်တိုင်းဒေသတွေကိုစစ်တပ်ကအေအေနဲ့ပတ်သက်တဲ့ဆိုပြီးဖမ်းဆီးတာတွေရှိသလိုလူငယ်လူရွယ်တွေကိုလည်းစစ်မှုထက်ဖို့ပေါ်တာဆွဲခံရနိုင်ခြင်းရှိနေပါသေး။အဲဒီလို NDA များတဲ့အပြင်ခရီးစေးကလည်းမသေးလာပါဘူး။ရခိုင်ပြည်တောင်ကုန်းမြို့ကနေပြည်ဘက်ကို ထွက်ခေါ်ရမှာလူတယောက်ကိုခရီးစေးရဲ့ဆစ်ရှစ်သိန်းအထိဈေးပေါက်ရောက်နေတယ်လို့သိရပါဗျ။ တစ်ဖက်မှာလည်းအေအေအနေနဲ့ရခိုင်ပြည်ပြင်ပထွက်ခွန်မှုကိုအရေးပေါ်စီမံချက်ထားပြီးတားမြစ်ပိတ်ပင်နေပါတယ်။ဒါဆိုဘာလို့ရခိုင်ပြည်သားတွေပြည်မကိုအရေးစွန့်ပြီးတောင်းနေကြရပါသလဲ။ဒေသတွေအလို့အကိုင်းရှာပါမှုတွေစာဝန်တွေရဲ့ကြက်တီးမှုတွေကြောင့်တနည်းထက်တနည်းထွက်ခွန်မှုတွေလည်းများပြားလာနေတာပါလို့ရခိုင်တိုင်းရင်းသားတက်ကြွလှူရှားသူတယောက်ကပြောပါရီး။အဓိကကတော့အလောက်ကိုင်းမရှိတဲ့ပြဿနာပေါ့နော် တော့တချို့ကြတော့ထဲမှာနေရတာအလုံးမရှိ၊ဂိုင်မရှိဖြစ်နေတဲ့ခါသူကမနေချင်းကြဘူး။မနေချင်းမဲ့နဲ့ဥမာသူရန်ကုန်ထွက်မယ်။ရန်ကုန်ကနေမှတစင်းဒါငရဲသွားရင်လည်းသွားကြမှာပေါ့လေနော်။တချို့အခုဆိုရင်တော်တော်များသွားကြတာကအိုမန်တို့ဘောင်သွားကြတယ်လေ။ဘင်္ဂလားဒေ့ရှ်ဆိုရင်အလုံးလုံးရှင်ကိုဖတ်ကြတာရှိရေပေါ့။တော့ကပညာရေးကိုတချို့ကြတော့လေဒီအထက်မှာတော့ပညာသင်နေရတယ်။ဒါပေမဲ့လည်းလောလောဆယ်ပညာရေးစနစ်မူတဲ့ခါကျတော့တို့ကပညာသင်ခြင်းလုံးဖက်ကြလို့ရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီလောလောဆယ်မှာတော့အလောက်အထိကရှာပါမှုဖြစ်နေတဲ့ဈာ နေစင်ဘေဘီဦးချက်တဲ့ဖြစ်နေတဲ့ကြောင့်အတိကတော့ဖတ်ကြတာများတာပါတဖက်မှာလည်းဒေတာတွင်ဆက်သွေးရေးလိုင်းတွေပြတ်တောက်နေမှုတွေကြောင့် AI အနေနဲ့ရခိုင်ဒေတာခန့်တွေပြင်ပထွက်ခုံမှုနဲ့ပတ်သက်ပြီးကြုံရနိုင်တဲ့ NDA တွေကိုအသိပညာပေးဟောပြောတာတွေလှုံ့ဆော်ပေးစေလိုတယ်လို့ပြောဆိုမှုတွေလည်းရှိနေပါသေးတယ်။ 2025ခုနှစ်နေစာပိုင်းကစပြီးအခုအချိန်ထိရခိုင်ပြည်တောက်ကုန်းမြို့ကနေတဆင်ပြည်မဘက်ကိုထွက်ခေါ်တော့တဲ့ရခိုင်ဒေသခံ150ကျော်ဟာစစ်တပ်ရဲ့ဖမ်းဆီးတာကိုခံခဲ့ရပြီးတော့အဲ့ဒီထဲမှာအမျိုးသမီးကလေးငယ်တွေနဲ့တက်ကြီးပိုင်းတွေလည်းပါဝင်နေပြီးစစ်မှုန်ထဲပေါ်ဖမ်းခေါ်ခံရသူတွေလည်းရှိနေတယ်လို့သိရပါတယ်။ကျွန်မကေခိုင်ပါ။လူကြမ်းလူကြမ်းလူကိုကိုကျွန်တော်ပို့ထားတော့ကဘယ်လာတော့ဟုတ်ပါဘူး။ ်ဒီ VV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ကြီးပါ